ီနေ့ live လေးကဒီည7:00နာရီ live လေးကတော့ဒီအခြေခံစာအုပ်လေးတဲ့ဟာလေးပဲရှင်းပြတာပေါ့နော်အဲ့တော့ဒီနေ့ကကျတော့ဒီစာမျက်နှာ45စာမျက်နှာ45နံပါတ်9ပေါ့နော်နံပါတ်9ကဒီအင်ဂျီပုံလေးရဲ့ပက်တန်လေးနဲ့ဒီရေးထားတဲ့ဟာလေးတွေကိုတစ်ချက်ပြောပြမယ်ပေါ့နော်ပြီးရင်ဒီမှာလဲဒါလေးဒီဟာယူ လက်ဖောင်ပေါ့နော်ဒါလက်ဖောင်ပြီးရင်ဒီမှာပိတ်စညှက်နေပါမယ်ခြုံနေပါမယ်ခြုံနေရကြတော့ဗီဒီယိုကကြတော့လေ YouTube မှာရင်းနဲ့တင်ထားတဲ့အဲဗီဒီယိုရှိရပါတော့အဲ့ဒါလေးနဲ့တွဲကြည့်ပေးပါဒီအင်ကြီးပုံလေးပဲပေါ့နော်အဲ့တော့အင်ကြီးပုံလေးရကြတော့ဒီမှာဒါအရင်စားအောင်မှာတော့သူက အသေးစိတ်ရေးထားတယ်ပေါ့နော်အဲဒါမဲ့အမကဒီအရှိယာခြေခံနောက်ချမ်းရှေ့ခြေလက်ပတ်တန်းရလို့ရှင်အသေးစိတ်အများကြီးမလိုတော့လို့ထင်လို့ပေါ့နော်အခုစာအုပ်ထဲမှာကျတော့ဒီဒီ notes လေးတွေပဲထုတ်ပေးထားတယ်ပေါ့နော်အဲတော့အင်ဂျီပုံလေးကတော့ဒီရင်ဘက်မှာရင်အောက်ဖြတ်ဆက်လေးပေါ့နော်ပြီးတော့လက်ဖောင်းလေးလက်ပင်းကအလုံးကုတ်လေးပေါ့နော်အဲတော့ဒါကတော့ဒီစာအုပ်မှာတော့ ပုံသင်ခြင်းဒီဥစ္စာကတော့ဒီအရှိမဟိုနမူနာကိုတိုင်းဆိုတာလေးရှိတယ်ဗောနော်အဲ့ဒီဟာလေးကိုပဲရေးထားတာဗောနော်အဲ့တော့အဲ့ဒီအဲ့ဒီအတိုင်းလေးပဲနမူနာကိုတိုင်းဒါမှမဟုတ်ကိုယ့်ကိုယ်တိုင်းလည်းပဲကိုချုပ်လို့ရတယ်ဗောနော်ဒါကနောက်ချန်ဆွဲနေဆိုတာလေးအရှိမနောက်ချန်ဆွဲနေပါပြီးသားဗောနော်အဲ့တော့ဒီဟာလေးကိုပက်တန်ကိုဆွဲပြီးသားတော့ပိတ်ဆိုင်ညက်တဲ့အခါကျရင်ဒါပိတ်ဆိုင်ညက်တဲ့ပုံလေးထည့်ပေးထားတာအရင်စားအောင်ပါလေအဲ့တော့ဒီဟာလက်ဖောင်လက်ဗောနော် အာညှက်လိုက်လို့ရှိရင်သူကအပေါ်နဲ့အောက်နဲ့ဒီလိုနှစ်ခုနှစ်ချမ်းရှိမယ်ရှေ့ကဖြတ်ဆက်ဖြစ်တဲ့အတွက်ကြောင့်ပြီးရင်သူကပြန်ဆက်ဖို့အတွက်အင်းကြီးကိုဒီလိုဖြတ်လိုက်ပြီးလို့ရှိရင်သူကပြန်ဆက်ဖို့အတွက်အတွန်းထည့်မယ်အတွန်းထည့်ပြီးပြန်ဆက်ဖို့အတွက်သူချုပ်စာချန်အဲ့တော့ဖြတ်ဆက်ဒီမှာဆိုရင်တတိထားမှာပိတ်စားညှက်လို့ရှိရင်ချုပ်စာချုပ်စာချန်ပြီးတော့ညာနော်ခါကြမေ့ပြီးတော့ချုပ်စာမချန်ခဲ့ဘူးဆိုလို့ရှိရင်သူကအတိုင်းထားတဲ့အတိုင်းတောင် ရောက်မှာမဟုတ်ဘောเนาะအဲ့တော့ဒါကနောက်ချက်မှာစစ်ပါတယ်ဒါကြောင့်ဒါနောက်စစ်ဘောเนาะနောက်စစ်ဒီဒီဒီမှာကျတော့အမတို့ခါမစားထားဘူးဘောเนาะအဲ့တော့ဒါကကိုကဒီစစ်လေးကိုကက်ကက်လေးလိုချင်တယ်ဆိုရင်ဒီအနောက်မှာဒီနယ်လေးမှာ30စိတ်လေးစားထုတ်ရမယ်ဘောเนาะအဲ့ဒီပုံလေးကတော့ဒါဒီဒီပုံစံလေးလက်ဖောင်းကိုဒီမှာရင်ဖြတ်ဆက်ဘောเนาะဒါလေးကဖြတ်ဆက်အဲ့တော့အမဒီဒီဝယ်ထားတဲ့လူတွေ အဆင်ပြေအောင်လို့ဒီဟာလေးကိုဘယ်လိုကြည့်ရမလဲဆိုတာမှပြောပြမယ်နော် ခြေခံသိပြည်သားလူတွေကြတော့ဒီဟာကိုဒီ live လေးမကြည့်လဲရပါဘောနော်အခုဒီ live လေးကကျတော့စာအုပ်ကိုကုမဝယ်ကုမလေးလာမယ်ဆိုလို့ရှင်ဒီထဲရစာရေးကြည့်တတ်အောင်လို့အော်ဒီမှာဆိုလို့ရှင်ပတ်တန်ဆွဲနေပါတော့ပထမဦးဆိုတော့လက်ပါရင်ကြီးပတ်တန်ဆွဲပါဆိုတော့အမတို့လက်ပါရင်ကြီးဆိုရင်မူးရွာနေတာသူရှင်ရယ် ဲဆိုလို့ရှိရင်ပထမဦးစွာလက်ပါအင်ဂျီပတ်တန်လက်ပါအင်ဂျီပတ်တန်ဆိုတာအမအရှိမလည်းပြောထားတဲ့အတိုင်းပဲပေါ့နော်လက်ပါအင်ဂျီပတ်တန်မှာလက်ပါအင်ဂျီပတ်တန်မှာဘာကိုသတိထားရမလဲဆိုတော့လက်ပါအင်ဂျီဆိုရင် ပခုံး6စိတ်ချရတယ်နော်ပခုံး6စိတ်ချရတယ်နောက်ချန်ဆွဲတဲ့အခါမှာလက်ပါအင်ဂျီဆိုရင်ပခုံး6စိတ်ချရတယ်နော်အာဒီပခုံးချရတဲ့နေရာဒီ3ကနေ4ကိုဒီ3ကနေ4ကို6စိတ်ချရတယ်လက်ပြတ်ဆိုရင်ဒလမ60လက်ပါဆိုရင်60ချရတယ်ပေါ့နော်အဲ့ဒါလေးကို တတိထားပြီးတော့ဆွဲရမယ်ပြီးရင်လက်ပါဆိုရင်ပခုံးကို6စိတ်ချတယ်နောက်ပြီးတော့ဂျိုင်းကြတော့ရင်တက်ပြီးသားတွေကနေနှုတ်မယ်နော်ဂျိုင်းကရင်တက်ပြီးသားတွေလက်ပါအင်ကြီးလက်ပါဂျိုင်းဆိုရင်ရင်တက်ပြီးသားတွေမှနှုတ်မယ်အဲ့ဒါလေးတွေတတိထားပြီးတော့ပတ်တန်ဆွဲပါနော်အဲ့တော့ရင်30အောက်ဆိုရင်တလက်မနဲ့40ရင်30နဲ့30အထက်ဆိုရင်နှစ်လက်မနှုတ်တယ်နော်ရင်တက်ပြီးသားတွေကပဲနှုတ်မယ်နော် ဆိုရင်လက်ပါအင်ဂျီပတ်တန်ဆွဲဆွဲပါပေါ့နော်အဲ့တော့အမဒီမှာအစင်းသင်းဆွဲထားတာလေးရှိရပါပေါ့နော်အဲ့တော့ဒီမှာလက်ပါအင်ဂျီပတ်တန်ဆွဲဆွဲဆိုလို့ရှိရင်ဘာလို့အာအမမဆွဲပြတော့ပေါ့နော်ဒါဆွဲပြီးသားလေးလက်ပိုင်းဒီပတ်တန်ဆွဲတယ်ပြီးရင်ထောက်ထည့်တယ်နောက်ချမ်းမှာဇစ်တက်မှာမလို့အမတို့ဒီနားမှာ၃စိတ်နော်နောက်ချမ်း၃စိတ်၃စိတ်သုံးဖို့၄စိတ်စားရှင်နောက်ချမ်းကိုညှက်ထုတ်ပြီးလို့ရှင်အရှင်းမှာ အရှိမတရုပ်စာကြတော့ခြံစရာမလိုဘာလို့လဲဆိုတော့ तू ကအရှိရခောက်ရိုးနေပဲညက်တာအရှိမဘာမှအဲဇစ်တို့ကျက်သီးတို့အဲ့လိုမတက်ဘူးအရှိကွဲမဟုတ်ဘူးเนาะ तू ကနောက်မှာပဲဆိုတော့ तू အရှိရခောက်ရိုးနေညက်ရမယ်ဟာပေါ့เนาะအဲ့တော့အရှိမဘာမှမခြံဘူးဒါပေမဲ့ तू ကရှိကျန်ဆိုရင်ပုံသေးဖိုက်စာတလက်မခြံမယ်ပြီးရင်ပခုံးကို6စိတ်6စိတ်ထပ်ဝင်တယ်เนาะ တချို့ကြမေးတယ်ဒီ60ကျ40စိတ်ကနောက်ချက်မှလည်း60ချထားတာပေါ့နော်ရှေ့ကျန်ထပ်ဝင်ရအောင်လားဆိုထပ်ဝင်ရမယ်အော်ရှေ့ကျန်ဆိုရင်ပုံပုံပုံမှန်မတော့ဒီပက်တန်ကိုသုံးနေဆိုရင်ရှေ့မှာ60စိတ်ချတယ်60စိတ်ချတယ်40စိတ်ဝင်တယ်ပေါ့နော်ဒီစိတ်ဝင်နေပြီးလို့ရှိရင်ခြိုင်းတောက်လေးထည့်မယ်ပေါ့နော်ခြိုင်းကိုမပွားချင်လို့ရှိရင်အမတို့ကခြိုင်းတောက်လေးထည့်မယ်ဒီခြိုင်းတောက်လေးကထည့်ချုပ်လဲရတယ်ဒီဒါကိုတိတ်ပိတ်ပြီးတော့ဒီအောက်မှာတောက်ကိုပေါင်းပြီးချုပ်လဲရရပေါ့နော်အဲအဲ့တော့ရှေ့ကျန်းလေးပြပြပေးပါ ီအင်ဂျီပုံစံလေးကိုချက်စီရတယ်။သူကပခုံးပြောက်တယ်။နော်နောက်နေမှပြောက်တယ်။ အဲ့အမားတို့ဒီမှာဆွဲလိုက်မယ်နော်အဲ့အမားတို့ဒီမှာရှေ့ကျန်ပြီးတော့အမားတို့နောက်ချမ်းပါနော်အဲ့ဟောနောက်ချမ်းပြီးတော့ရှေ့ကျန်ဆင်းမယ်ရှေ့ကျန်ဆင်းမယ်ဆိုတော့အခုအမားတို့ကနောက်ချမ်းညှက်ထုတ်လိုက်တယ်ပဲထားပါနော်ညှက်ထုတ်လိုက်တယ်အော်ရှေ့ကျန်ဆင်းမယ်ရှေ့ကျန်ဆင်းမယ်ဆိုတော့ဒါရှည်ကြံခောက်ရုံမြင်ပါတော့။ဒီနောက်ချမ်းညှက်တော့ပြီးရင်ရှည်ကြံကိုအောက်မှာဒီအောက်မှာဘာလို့လဲဆိုတော့ဗိုက်စာတလမဆွေနဲ့ဆွေပြီးတော့ရှည်ကခောက်ရုံရှည်ကြံခောက်ရုံမြင်တဲ့ ီလိုမျိုးလေးထပ်တယ်เนาะ pattern ကိုထပ်တယ်ထပ်ပြီးသွားလို့ရှိရင်နောက်ချမ်းအတိုင်းပဲထပ်ဆွဲတယ်ဆွဲပါเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ရှေ့ရှေ့ဘေးကျဲကို3လက်မနဲ့ရှေ့ကျ5လက်မ၄စီဆိုတော့အဲ့တော့ဘေးကျဲကိုအဲ့တော့ဒီမှာ3လက်မ ဒီကနေတိုင်းမင်းသုံးလက်မှတ်ယူမယ်ပေါ့နော်ရှေ့အကြတိုင်းလို့ရှိရင်အမတို့ကဒီလိုတဲ့မချအောင်နော်ဒီလိုတဲ့မချအောင်ဒီကကိုလိုသလောက်ကိုတစောင်းတိုင်းလဲအဲ့တော့ငါလက်မလေးစိတ်ဆိုငါလက်မလေးစိတ်တိုင်းမယ်ပေါ့နော်တိုင်းမယ်အဲ့တော့ပြီးရင်လေဝင်ဖောက်လေပေါက်တယ်ရှေ့ကျန်းဆိုလို့ရှိရင်မတော်ပုံသေးဒီကနေပခုံးကနေ6စိတ်ချတယ်အတွင်းထဲကို၄စိတ်ဝင်နေပါတော့ ပြီးရင်နောက်ချိန်လုံးကကျတော့အမတို့ဂျိုင်းဝက်တဲ့နေရာအောင်မှတ်ခဲ့မယ်။ရှေ့ကျမ်းမှာလည်းဂျိုင်းပြန်ဝိုင်းမယ်။ဂျိုင်းဝက်နေရာကျတော့ရှေ့မှာရေးပေးထားတယ်ပေါ့နော်။အဲ့တော့ဂျိုင်းဝိုင်းမယ်။ရှေ့ကျမ်းဂျိုင်းဝိုင်းမယ်။ဂျိုင်းဝက်တဲ့ကရင်ဒီနေ့မှာ၆ဆံတလက်မအောင်ရှေ့နေနောက်နဲ့တူရမယ်ပေါ့နော်။ဒီနေရာလေးမှာတလက်မညီရမယ်။ပြီးရင်ရှေ့ကျမ်းမှာတောက်ထည့်မယ်။ ပြီးရင်ဂျိုင်းတောက်လေးထည့်မယ်အဲ့တော့ဒါရှိကြံပြီးသွားရင်ပေါ့ပြီးသွားရင်အဲ့လိုဒီမှာရေးထားတဲ့အတိုင်းပဲအဲလက်ဖောင်းဖြင့်ဒီမှာလက်ဖောင်းဆိုလို့ရှိရင်လက်ပါအေးကြီးဆိုရင်လက်ဖောင်ဆိုလေးစိတ်ရှော့ဆိုရမယ်နော်အဲလက်ဖောင်ဆိုရင်အေးလေးစိတ်ရှော့တာလေးမမင်းနဲ့ပေါ့နော်ဥမာခွန်ခွဲဆိုရင်ခွန်လက်မနဲ့ပခုံးဆွဲရမယ်နော်ပြီးရင်လက်ပင်ဖောက်ရင်လက်ပင်ချိန်ပြီးနော်ဒီမှာလက်ပင်လက်ပင်ဖောက်လိုက်တဲ့၃ရက်၅ခွဲရင် ီးလို့ရှိရင်ဒီမှာပြထားတယ်ဒီမှာပြထားတယ်ဒီဥစ္စာဒီဒီဒီဟာလေးကဖြတ်ထုတ်မယ်ဖြတ်ထုတ်ဖို့အတွက်အမတို့ကရင်ကြဟောနော်ရင်အောက်ကြရင်အောက်ကြရင်အောက်ကြကြတော့ရင်အောက်ကြကြတော့ဘယ်လိုတိုင်းလဲဆိုတော့ဒီမှာရင် ါယင်ပေါ့နော်ဒါယင်အဲ့တော့ယင်အောင်ကြတိုင်းဒီလက်ဘင်းပေးဒီထိတ်ကနေပြီးတော့ဒီအောက်ကိုတိုင်းမယ်နော်ဒီအောက်ကိုတိုင်းမယ်အဲ့တော့ဒီအောက်ကိုအတိကြတိုင်းပေါ့နော်ဒါမှယင်ဖြတ်ဆက်ကလှမှာပေါ့နော်အဲ့တော့ဒီဒီယင်ရဲ့အောက်လေးကိုအတိကြတိုင်းပြီးအဲတိုင်းလိုက်လို့ရှင်ဥမာဆက်နှစ်ဆိုလို့ရှင်အမတို့ကဒီကနေပြီးပတ်တံမှာဆက်နှစ်ချမယ်ပေါ့နော်အဲ့ဒီယင်ရဲ့အောက်လေးကိုတေချာလေးလေပင်ပေးလေးရနေတေချာလေးတိုင်းပြီပေါ့နော်အဲ့တော့ ဒီကနေတကယ်လို့ဆက်နှစ်ဆိုရင်ဒီကနေပြီးအမတို့ကဆန္ဒလမချမယ်ဒီယောက်ကြဆန္ဒလမဆန္ဒလမချမယ်ပေါ့နော်ချပြီးတော့ရင်အဲ့ဒါကဒီမှာပြထားတဲ့ဒီဖြတ်ဖြတ်ထုတ်မဲ့မြင်ပေါ့နော်ပြီးရင်အမတို့ကအဲ့ဒီဥစ္စာလေးကိုအပေါ်အောက်ကိုကျတော့တောက်ထည့်ချုပ်မယ်ပေါ့နော်တောက်ချုပ်မယ်အပေါ်ကျအတွန့်ထည့်မယ်အတွန့်ထည့်မယ်ဆိုတော့ဒီတောက်လေးကိုအမတို့ကအတွန့်ထည့်မယ်ပေါ့နော်ပြီးရင်အတွန့်စာလေးယူမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကဒီပက်တန်ကိုညှက်ထုတ်လိုက်မယ်နော် ဒီရှေ့ပြန်ပတ်တယ်လေးကိုရထုတ်လိုက်မယ် အလားကဒီမှာချိုင်းတောက်လေးတွေရှိရဆိုလို့ရှင်ဒီဒီဟာကအဲ့ဒီချိုင်းတောက်လေးကိုတိတ်နဲ့အရင်ကတ်ပြီးတော့မှဒီချိုင်းလေးကိုညက်ပါတော့ပြီးတော့มาတောက်ကို ထောက်ကိုတိတ်ကပ်လို့ရှိရင်တော့မညီတော့ဘောနော်ထားဆိုလို့ရှိရင်အာရှေ့ကျန်ဒီနေရာမှာရင်အောက်ကြမျိုးအမတော်ကညှက်ထုတ်လိုက်မယ်ညှက်ထုတ်ပြီးသားလို့ရှိရင်တချို့အင်ဂျီမှာဆိုရင်ဒီအောက်ကထောက်မချုပ်ချင်လို့ရှိရင်ဒီအောက်ကထောက်ကိုခောက်လိုက်တယ်ဘောနော်ဒီအောက်မှာထောက်မချုပ်တော့ထောက်မထည့်တော့ เนาะအဲ့တော့ကိုကခုမှစချုပ်မယ်ဆိုရင်တော့ဒီအောက်ကထောက်ကိုချုပ်မယ်အပေါ်ကျတော့အခုဒီမှာရှိတဲ့ရှိတဲ့ဟာလေးနဲ့ဆိုတော့အတွန်လေးကတိတ်တိတ်လေးဖြစ်နေမှာအဲ့ဆိုတော့မတော်ကဒီအတွန်ကိုခွဲထုတ်မယ်ပေါ့နော်အဲ့တော့မယ်ဆိုတော့ဒီပခုံးတဝက်နဲ့ဒီတောက်ထိန်နဲ့ကိုဆက်လိုက်မယ်ဆက်ပြီးဆက်မယ်ဆက်ပြီးတော့လို့ရှိရင် ဒီပလေးကိုကြာအောင်မတော့ပိတ်လိုက်မယ်နော်ထောက်လေးကိုပြေးလိုက်မယ် ါလေးကိုအောက်ကထောက်လေးကိုဖွဲထားပါဘောနော်ပြီးရင်အမတို့ဒီပခုံးထီကိုထောက်လိုက်မယ်။ဒါကိုဖျက်မထုတ်လိုက်အောင်နော်။ပြီးရင်အမတို့အောက်မှာအတွန့်စာလိုသေးရလေ။တိတ်တိတ်လေးဖြစ်နေမှာဆိုတော့အတွန့်စာလေးအမတို့ယူမယ်။ဒါလေးကိုကိုလိုချင်တဲ့အတွန့်စာပေါ့နော်။ဒီမှာခွဲလိုက်တယ်။ နေရာလမ်းသိဒီနေ့ကနေရာနေရာပြောင်းသွားလို့နည်းနည်းမှောင်နေအဲ့တော့ဒီမှာဆိုရင်ကိုလိုချင်တဲ့ဒီဒီပခုံးလယ်လေးနဲ့ခွဲလိုက်တယ်ခွဲပြီးသားလို့ရှိရင်ကိုကဒီအောက်မှာအတော်နှစ်လက်မှလိုချင်နှစ်လက်မှပေါ့နော်နှစ်လက်မှဒီအောက်ဒီကြားအကွာဝေးအတော်လေးကိုကိုကနှစ်လက်မှယူနှစ်လက်မှတစ်ခွဲဆိုတစ်ခွဲပေါ့နော်အဲ့တော့

ဒါအတွန့်စာလေးဖြစ်သွားမယ်အဲ့တော့အဲ့အတွန့်စာလေးတွန့်ရမယ်ပေါ့နော်အဲ့တော့ဒီအောက်မှာလည်းဒီဥစ္စာကိုထောက်ကိုထောက်ကိုချုပ်လိုက်မယ်ပေါ့နော်ဒါထောက်ချုပ်လိုက်မယ်အဲဒါဆိုရင်တောက်ကိုချုပ်ပြီးသွားချုပ်ပြီးသွားရင်ဒီမှာအပေါ်နဲ့အောက်နဲ့ဆိုတော့အပေါ်ကကြီးတယ်။ဘာလို့ဆိုအတွန့်စာထုတ်လာတယ်လေ။အဲတော့အပေါ်ကအတွန့်စာကိုကိုကကျိုးဆွဲ အသေးကြီးတွန်းပါနော်ကျိုးဆက်တွန်းအဲ့ဒါလေးနဲ့တွန်းပြီးလို့ရှိရင်ဒါကိုပြန်ချုပ်ပါမယ်နော်အဲ့ဒါလေးကိုအမားဒီဒီတောက်ညာလေးမှာတောက်မထဲတော့ဘယ်နဲ့သူကတွန်းလိုက်တယ်ပေါ့နော်တွန်းလိုက်တယ်တွန်းပြီးသွားလို့ရှိရင်ဒီအပေါ်ကဒီမှာကြံတဲ့အချံနဲ့ဒီအောက်ကပြန်ဆက်မဲ့ဟာနဲ့ညီရမယ်နော်အဲညီရမယ်အော် ဲ့တော့ပြန်ဆက်မှာဖြစ်တဲ့ကြောင့်သူ့ဟိုမျက်ထဲရာဒီမှာချုပ်စာချန်ခဲ့တယ်နော်အဲ့တော့သူ့နှစ်ခုကိုအပေါ်အတွန့်တော့မယ်အောက်ကိုထောက်ချုပ်မယ်ပြီးလို့ရှိရင်ပြန်ဆက်မယ်အဲ့တော့ရေပန်းနားလေးမှာအတော်လေးဖြစ်နေမှာပေါ့နော်အတော့အောက်ကတော့ထောက်လေးချုပ်ထားတယ် ။ဒါဆိုလို့ရှိရင်ဒီစာမျက်နှာမှာရှိတဲ့ဒီ living page 3နဲ့5ခွဲရကြကိုကြိုက်တယ်လို့ယူလို့ရတယ်နော်။အဲပြီးရင်ဒီတောက်လေးကိုတိတ်ပိတ်လိုက်မယ်။ဒီဟာလေးကရင်အောက်အကြောင်းတိုင်းထားညှပ်ထုတ်လိုက်မယ်။ပိတ်စညံ့ရင်44စိတ်ချက်မယ်။အောက်ကတောက်ကိုချုပ်မယ်။အပေါ်ကဒီဟာကိုခွဲလိုက်ပြီးတော့အတွန်းနှလုံးအတွန်းစာယူမယ်။ပြီးရင်အတွန်းတွန်းပြီးတော့အောက်နဲ့ပြန်ဆက်မယ်။ဒီလိုပုံစံလေးဖြစ်ပါမယ်။ အဲ့ဒါလေးကလေးဗီဒီယိုဖိုင်လေးနဲ့ပြန်ကြည့်နော်အမကခြေကြအောင်လုပ်ပြပေးတယ်အဲဒီမှာဒါဆိုလို့ရှိရင်သူကယူယူလက်ဖောင်းပေါ့နော်ယူယူလက်ယူယူလက်ပတန်ဆွဲပါပခုံးထိတ်ကနေသုံးလက်မအတွက်သာထုတ်ပါယူယူလက်ပတန်ဆွဲပါဆိုတော့ဒီမှာနော်ဘောနော်ယူယူလက်ပတန်ဆိုရင်ဒါဆိုရင်အမကလက်တစ်ခုလုံးဖြစ်နေရပေါ့နော်ကိုကတန်းဆွဲခြင်းလည်းရတယ်အမကယူယူလက်ပတန်ဆွဲလိုက်မယ် ဆယ်ပြေပခုံးထိတ်မှာဆိုတာဒီထိတ်ဒီထိတ်ကနေကိုကအပေါ်ဖောင်းအပေါ်ဖောင်းလေးဆိုတော့အပေါ်ထောင်းလေးထောင်းပြီးဖောင်းမှာဆိုတော့အပေါ်ကိုအဒီစာအုပ်ထဲမှာတော့စာအုပ်ထဲမှာတော့၃လက်မှယူထားရပါတော့အဲ့တော့ဒီအပေါ်ကိုအမရော၃လက်မှယူတာပါတော့၃လက်မှယူတယ်ယူပြီးတော့လို့ရှိရင်ဒါလေးကိုပြန်ဝိုက်တယ်ပါတော့ဒါပြန်ဝိုက်အဲ့တော့ဒီမှာ ပဲနေရာမှာချုပ်စာလေးစိတ်ချမ်းမယ်အောက်ဘက်ထောက်များကိုဖြောက်၍သို့မဟုတ်ချုပ်ပြီးတော့အပေါ်ထောက်နေရာမှာခွဲကား၍အတွန်းစာထုတ်ပါလက်ညက်ပါပိတ်စာညက်ပြီးလင်းထောက်များမှတ်ပါပြီးရင်အရင်ဆုံးချုပ်မယ်ဆိုရင်နောက်ချက်အောင်ဇစ်ထည့်မယ်ဇစ်ထည့်ပြီးမှထောက်ချုပ်မယ်နော်ရှေ့ကျန်အတွန်းထည့်မယ်ထောက်ထည့်မယ်အပေါ်အောင်နှစ်ပိုင်းပြန်ဆက်ပြီးတော့ချုပ်မယ်ပေါ့နော်ပြီးရင်ရှေ့ကျန်နောက်ချက်ပခုံးတွဲမယ်ပခုံးဓာတ်ဆက်လိုက်မယ်ပြီးရင်ဓာတ်ဆက်လိုက်မယ်ဓာတ်ဆက်လိုက်လို့ရှိရင်လေပင်အကုန်မယ်လေ ပြီးရင်လက်ချုံမဲ့လက်ဖောင်အတွက်ခြေကျဲ၃တန်းဆိုတာအတိကြီးထုံးလို့ရှိရင်မတော်ကခြေကျဲတစ်ချောင်းနဲ့ဆိုလို့ရှိရင်ပြန်တွန့်လို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ခြေကျဲ၃တန်းချုပ်ပြီးတော့မှလက်ဖောင်လုပ်ရတာပေါ့နော်အဲ့တော့လက်ကိုအလဲမှတ်ပြီးတော့တမယ်ပေါ့နော်ဒီမှာဆိုရင်ဓာဆက်လိုက်ပါပခုံးပခုံးဓာဆက်လိုက်ပါနော်ပခုံးဓာဆက်လိုက်ပါပြီးရင်ဒီမှာလက်ဘင်းကိုလက်ဘင်းလုံးကုတ်ပါ ထပ်ပြီးတော့ဗီဒီယိုလေးရှာပြီးတော့ကြည့်ပေးပါเนาะဗီဒီယိုလေးကကျွန်တော်အမအမပြတဲ့ပုံလေးပေါ့เนาะအဲ့ဒီပုံလေးနဲ့ဒင်းကြီးပုံလေးဒီပုံလေးပေါ့เนาะဒီပုံလေးနဲ့အမဗီဒီယိုဖိုင်လေးတင်ပေးထားတာပေါ့เนาะအဲဗီဒီယိုဖိုင်အမ lesson လေးညနေတင်ပေးထားတာပေါ့เนาะအဲ့တော့ရင်ဖြတ်ဆက်လက်ပင်းလုံးကိုလက်ဖောင်အင်ကြီးချုပ်နေဆိုရှာကြည့်လို့ရှိရင်အမှရှိတယ်เนาะအဲ့တော့ဒီစာလေးကိုဖတ်ပြီးတော့ထုတ်ကြည့်ပါ ။ဒါဆိုလို့ရှိရင်ဒီနေ့ရောဒီနံပါတ်9တရားလေးပဲရှင်းပြလိုက်မယ်နော်။အားလုံးကျေးဇူးတင်ပါတယ်။အဲဒီညတိုင်း10နာရီဆိုရင် live လေးရှိပါမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။